အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲအတွက်ပြည်တွင်းကတရုတ်ဆောင်တွေကဝါရဖြန့်ရုပ်ရှင်တွေစတင်ရိုက်ကူးနေရတယ်လို့နိုင်ငံကျော်အစိုးရတွေကလည်းရွေးကောက်ပွဲအတွက်စတင်ကြော်ညာပေးနေရပါတယ်။ပြည်တွင်းမှာထင်ရှားတဲ့အစိုးရတွေဖြစ်တဲ့နီနီခင်စောချမ်းမြေမောင်ချိုအောင်လာ ဝေလာဖိုကာရဲရင်အောင်အောင်ထက် ဖြိုးပြေစုံဟန်နေတာမိဆန်နီ မေလာတန်စင်အိတ်ချစ် အိမြဖြူနဲ့လိမ္မော်တီတို့ကိုခေါ်ယူခဲ့ပြီးရွေးကောက်ပွဲထောက်ခံတဲ့စာသားတွေကိုရွတ်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒီလိုရွေးကောက်ပွဲကြော်ညာတွေကိုတော့စစ်တပ်ကထိ ंछ ုပ်ထားတဲ့မီဒီယာတွေအပြင်လူထုအသုံးများတဲ့ TikTok application တွေမှာပါ အကောင်ကောင်နဲ့ဝါဒဖြန့်လာတာကိုလည်းတွေ့ရပါတယ်။ဒါအပြင် ကင်စာကရေးဆက်ပြီး မိုးရံစွန်းနန်းစုရီဆိုရတနာမိုင်တို့ကတီဆိုကထွန်ကိုကိုယွန်းယွန်းနဲ့ တင်စာတို့ကတရုတ်ဆောင်ထားတဲ့တူတူမဲသွားပေးကြဆိုတချင်းကိုလည်းစစ်တပ်လက်အောက်ခံ channel တွေမှာ ထုတ်လွှင့်နေတယ်လို့သိရပါဗျ။ဂီတာ၊ရုပ်ရှင်၊သဘင်စတဲ့အမှုပညာရှင်များစွာကိုရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးရမယ်ဆိုပြီးစစ်ကောင်စီဘက်ကဖိအားပေးချိန်ချောက်နေကရွေးကောက်ပွဲမှာပါဝင်ကူညီဆောင်ရွက်ပေးခြင်းမရှိတဲ့အမှုပညာရှင်တွေကိုဖမ်းဆီးအရေးယူမှုတွေလည်းရှိနေပါဗျ။စစ်ကောင်စီရဲ့ ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆံရာ အလေအညာဝါရဖြန့်ဇလံကို လူမှုကွန်ရက်မှတဆင့်ဝေဖန်တယ်လို့ဆိုကာဒါရိုက်တာမိုက်တီဇက်ဖို့တယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတယုတ်ဆောင်အုံတိုင်းဒါရိုက်တာအောင်ချမ်းလူဒါရိုက်တာတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးလဲဖြစ်ပါတယ်။တော်လှန်ရေးအင်အားစုတွေဘက်ကတော့စစ်တပ်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့အမှုပညာရှင်တွေကိုတပိတ်မောက်စန့်ကျင်ဖို့နဲ့ လူမှုရေးပြစ်ဒဏ်တွေပေးဖို့လူတို့ကိုလှုံ့ဆော်မှုတွေအားကောင်းနေချိန်မှာပဲအာနာသိန်းစစ်တပ်ကရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဖို့အမှုပညာရှင်တွေကိုပြားပေးလှုံ့ဆော်မှုတွေလှုပ်လာတာလည်းဖြစ်ပါတယ်။အမှန်တကယ်တော့စစ်တပ်ရွေးကောက်ပွဲဝါဒဖြန့်ရိုက်တယ်ဆိုတာစစ်တပ်ပါတီဖြစ်တဲ့ကျန့်ဖို့ပါတီအတွက်မဲဆွယ်နေတာမျိုးလှုံ့ဆော်နေတာလည်းဖြစ်ပါတယ်။